မြန်မာပြည်သူတွေစိုးရိမ်နေကြတဲ့ဝင်လာတော့မယ့်မုံတိုင်းကြီးကိစ္စနဲ့ပတ်သက်ပြီးမလို့သားပညာရှင်ဦးဝင်းနိုင်ရဲ့ထုတ်ပြန်ချက်နဲ့နှစ်တရာပြည်တော်မယ့်ရန်ကုန်ဘကူငလင်ကြီးလောက်ခတ်ဖို့စိုးရိမ်နေကြအောင်မြင်းကလေးပညာရှင်ဦးစိုးသူရထွန်းရဲ့ပြောကြားချက်တကိုတစ်ဖန်ပြန်လည်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်မလို့သားပညာရှင်ဦးဝင်းနိုင်ကဘာကြောင့်မုံတိုင်းကိုဒီမုံတိုင်းကပြင်းထန်သည်ဖြစ်စေမပြင်းထန်သည်ဖြစ်စေဘာကြောင့်သတိပေးနေရသလဲဆိုရင် ။ဦးဝင်းနိုင်ကမုံတိုင်းကြောင့်မိုးရွာသွန်းလာခဲ့ရင်တဲ့ location ဆိုတဲ့မြောက်ရီတိုးချင်းတယောက်မှရှိလာမှာဖြစ်ပြီးတော့ငလင်လှုပ်ထားတာကြောင့်ပြည်ယွန်းနေတဲ့မြေနေသားတွေကြောင့်မြေကျွန်းချင်းတွေရှိလာနိုင်လို့သတိပေးနေရခြင်းဖြစ်တယ်လို့ဆိုပါရယ်။မြောက်ရီတိုးချင်းဖြစ်လာလို့ရှိရင်မြေတွေကျွန်းနိုင်တယ်။ဒါကြောင့်မုံတိုင်းဟာအရေးတကြီးစောင့်ကြည့်ရမယ့်နေသားလို့ဦးဝင်းနိုင်ကဆိုထားခြင်းဖြစ်ပါရယ်။အခုက မုံတိုင်းကြီးကပြင်းထန်နိုင်မဲ့အနေထားမရှိပါမဲ့ အဘီလာလေးနဲ့ငါးရင်းနေချမှာအတိအချတီးရမေးလို့ဦးဝင်းနိုင်ကဒီကနေ့မနေ့မှာပဲထပ်မံပြီးတော့ပြည်သူတွေကိုအသိပေးထားတာပဲဖြစ်ပါရယ်အားလုံးလေးတွေ့ပြီးသားဖြစ်မှာပါမာရှလာ၂၈ရင်းကလောက်ခတ်ခဲ့တဲ့အင်အားပြင်းခလင်ကြောင့်ပဲမြန်မာနိုင်ငံအလဲပိုင်းနေရာတချို့မှာမြေကြီးတွေကနေရေတွေပန်းထွက်လာတာလုံးဝတွေပန်းထွက်လာတာရှန်ထွက်တာတွေအများကြီးပဲပြည်သူတွေတွေ့ရတယ်အဲ့လိုပဲတကယ်လို့မုံတိုင်းလာခဲ့လို့ရှိရင်အဲ့တဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာမို့ဒီမုံတွေကလုံးဝလုံးဝဂယူဆိုင်ရမယ့်အနေအထားမှာရှိနေတာပါ ယနေ့မြန်မာစံတော်ချိန်12:30မိနစ်အချိန်မှာနောက်ဆုံးရထားတဲ့အချက်အလက်များရဆိုရင်တော့လာမယ့်လေလာပိုင်း9ရက်နေ့မှာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာလီဖီအာနေဆဲ low pressure set ကူဖြစ်ပေါ်လာနိုင်ပြီးတော့အဆိုပါဖြစ်ပေါ်လာနိုင်တဲ့လီဖီအာနေဆဲဟာအနောက်အနောက်မြောက်ဘက်ကိုရေလျားကလေလာပိုင်းခရီးရင်းဒီမှာဘင်္ဂလားပြည်လော်ရှိတောင်ပိုင်းကပ်ပလီကျွန်းအနီးမှာလီဖီအာနေရှောင်းဝင်ဖြစ်သောအာကောင်းလာနိုင်တဲ့ဆိုပြီးတော့ခံမှန်ရပါတယ်အဆိုပါဖြစ်ပေါ်လာနိုင်တဲ့လီဖီအာနေရှောင်းဝင်ရဲ့အရှင်ကြောင်းလေလာပိုင်း9ရက်နေ့မှာ လီလာမန်ဆလီနီအတွင်းမြဝချွန်းပေါ်မုဒမာကွိမွန်တလင်းတားကြီးကရင်တန်းတရှောင်းနဲ့ကျန်းလုံပင်လင်ပြင်တို့မှာလကောင်းလီလာပိုင်းကွိနေမှာစတင်ပြီးတော့လီလာပိုင်းဆလီနီအတွင်းမြမကရင်တန်းတရှောင်းနဲ့ကျန်းလုံပင်လင်ပြင်တို့မှာလကောင်းတခါတည်းကမိုးသက်လေပြင်းများတိုက်ခိုက်နိုင်ပြီးလိုင်းတင်းတင်းမှာလှိုင်းချီနိုင်ပါရီမိုးသက်လေပြင်းတိုက်ခိုက်ဆွေမြေပြင်ရေပြင်ဟာတနအီမှာ35မိုင်မှာမိုင်40ထိတိုက်ခိုက်နိုင်ပြီးလိုင်းမြင့်မှာမြမကရင်တန်းတရှောင်းနဲ့ကျန်းလုံပင်လင်ပြင်တို့မှာ9မိုင်မှာစန်နပီကန်ရှိနိုင်တာလေဖြစ်ပါရီ အဆူပါဖြစ်ပေါ်လာနိုင်တဲ့လေဖိအားနဲ့ရောင်ဝယ်ရရှိကြောင်းလေးလပိုင်းခနေနဲ့မှစတင်ပြီးတော့လေးလပိုင်းဆန်နီရဲ့နေ့အတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့မာနီယာကွက်ချာမာနီယာကျကျဲကချင်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မာနီယာကျကျဲမာနီယာစိတ်စိတ်လင်းတိုင်တိုင်းဒေသကြီးမာနီယာဆစ်စိတ်မာနီယာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ကနေရာကွက်ပြီးတော့မိုးကြီးချင်းမိုးတီကျွေးချင်းမိုးကြိုးပြစ်ချင်းနဲ့လေပြင်းတိုက်ခိုက်ခြင်းတို့ဖြစ်ပေါ်လာနေပါရီ။ ကျန်တဲ့တပီလုံးမှာမိုးတင့်တင့်မှအသိထူတိမ်ထက်ဖြစ်ပေါ်လာနိုင်ပါ रे ဒါကတော့အတိအကျမဟုတ်သေးပါဘူးလာမယ့်ကျွန်တော်တို့အီရီလာ၄နှစ်၅နှစ်မှာအတိအကျကိုမုံတိုင်းကပြင်းထန်လာနိုင်လားမပြင်းထန်လာနိုင်ဘူးလားဆိုတာကိုသိရမှာပါဘိုးလူသားပညာရှင်ဦးဝင်းနိုင်ကတော့မုံတိုင်းပြင်းထန်နိုင်မဲ့အခြေအနေကရော့ချသွားပြီလို့ဆိုထားပေဖြစ်ပါ रे ဒါကတော့သတင်းကောင်းပေါ့ဗျာနောက်တစ်ခုကတော့မြင်းကလေးပညာရှင်ဖြစ်တဲ့ဦးစုဒီယာထွန်းနဲ့ဟီပိုစပရင်တို့မင်းမြန်ခန်းကနေသိရင်ကျွန်တော်သိရတာကတော့ ရောင်ဝဘူးငလီဟာလေမကြခင်မှာလုတ်ခတ်လာနိုင်တယ်ဆိုပြီးတော့ခံမှန်းထားပြီဖြစ်ပါတယ်။ရောင်ဝဘူးငလီဟာနှစ်ပေါင်းတရာနော်95နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။မကြခင်မှာလာပိုင်းအတွင်းနှစ်ပိုင်းအတွင်းမှာရောင်ဝဘူးကဘယ်ချိန်မှစိုးလုတ်ခတ်နိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အရန်ရန်ကိုစိုးရင်ရမယ်အနေထားမှာရှိနေတာပါ။ရမဏကဟာသဘောအဘိအန်ဒီများစွာနေရင်ဆန်ကျုံတွေ့နေရတာပဲဖြစ်ပါတယ်။အခုတော့မန္တလေးတို့နေပြည်တော်တို့စကိုင်းတို့အများကြီးလူထောင်ကြီးနော်ခမန်းကြီးတွက်ထရတော့လူ၈000လောက် ေဆုံးသွားနိုင်နေတဲ့အခုအလောင်းတွေအကုန်လုံးရထားတာ၄000ကျော်ပါပြီဆိုတော့အခုရောင်မျိုးကြီးသာဖြစ်မယ်ဆိုရင်တော့မတွေးဝန့်စရာပဲရောင်မျိုးမှာနှစ်ပေါင်းရာကြီးရှိတဲ့အဆောက်အဦတွေများကြီးရှိနော်မွေနှစ်တွေလည်းများကြီးရှိပါတယ်ဆိုတော့ပြည်သူတွေအခုကတည်းကနေမမီတို့အနေနဲ့လှုပ်တင်တာကိုလှုပ်ပါ ယူဆိုင်ကြပါအားလုံးထိတ်ခရပါမလို့သားတရင်ကိုလေဆက်ဆက်မပြတ်နားစွန်ချပါလို့တိုက်တွန်းပါစီဗျာ